ဆရာနာမည်ကတော့အထွေဘာမောကတောက်တာဤကူဖြစ်ပါတယ်2000နဲ့ဆရာတို့18ခုနှစ်ပေါ့နော်2018ခုနှစ်မှာအဲတင်ယွညွန်းနန်းကောမဒီပေါ့အခုလက်ရှိ NCC လို့ခေါ်တော့ National Curriculum Comedy ပေါ့နော်ဒီကောမဒီမှာအဖွဲ့ဝင်အနေနဲ့ဆောင်ရွက်နေစေဖြစ်ပါတယ်ခုတီပေါ့နော်ဒီ Great Train နဲ့ပတ်သက်ပြီးရောတင်ယွညွန်းနန်းနဲ့ပတ်သက်တဲ့တင်ယိုးစာအုပ်တွေဆရာခိုင်းနေဒါတွေကိုကျွန်တော်က revise နဲ့ review လုပ်အောင် လုပ်ဖို့အတွက်ဆရာတို့ကညှိနှိုင်းဆွေးနွေးတဲ့အပေါ်မူတည်ပြီးတော့ဘာသာရေးဆိုင်ရာစောက်ဒီကိုဆရာတို့အခုလာမဲ့ဒီဇင်ဘာလကုန်မှာဒါအပြီးပြင်ဆင်ဆောင်ရွက်ဖို့အတွက်ကိုဒါပြန်ပြီးတော့ review လုပ်ရမယ် revise လုပ်ရမယ်။ဒါပေမဲ့ဆရာတို့တင်ယူတစ်ထွက်လာတဲ့စောက်ဒီဒီအကုန်လုံးချက်ချင်းကြီးပြောင်းသွားတာမျိုးတော့မဟုတ်။တော့သူတင်ယူကြိုးယူတိုင်းကိုလုံးဝပြောင်းတာတော့မဟုတ်ဘူး။သို့တော့ဆရာတို့ရဲ့ဒီကျောင်းသူကျောင်းသားတွေမိဘတွေရဲ့ဖြီသူတွေရဲ့ဒါဒီပညာရေးပေါ်မှာ အာသူတို့ရဲ့အကြံပြုချက်တွေဆွေးနွေးချက်တွေပေါ်မူတည်ပြီးတော့တချို့များတယ်ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ကြောင်တော့သိကြအောင်ပေးထားတဲ့ချက်လက်တွေတချို့အားလေးတွေအဲရှော့နိုင်တဲ့ဟာတွေရှော့မယ်လိုအပ်မဲ့ဒါမြေပုံတေဦးပြပုံတွေစသဖြင့်လိုအပ်မဲ့ချက်လက်တွေတိုးတင်တာတွေတိုးမယ်နော်ခုနပြောသလိုစလုံး data တွေ update ပြန်လုပ်မယ်မှားတင်တဲ့ဟာလေးတွေကိုပြင်မယ်ဒါတွေကိုတော့ဆရာတို့ကစာအုပ်ကလုံးဝကြီးဟိုတင်ရိုးကိုပြောင်းသွားတာတော့မဟုတ်နော်ဒီပေါ်မှာလိုအပ်မဲ့ဟာလေးတွေဆရာတို့ကပြန်ပြီးတော့ revise လုပ်တဲ့သဘောပဲဖြစ်တယ်ဟာယောဒီမှာ MS Mail Remover နန်းစိုးများကိုဖယ်ရှားဖို့အဲမန်းကိုသာဆောင်းထားစို့ဆရာနာမည်ကတော့အထွေဘာမောကတောက်သားကြီးကိုဖြစ်ပါတယ် ရန်ကုန်တက္ကသိုလ်ပထဝီဌာနမှာတွဲပဲပေါမောခအနေနဲ့ဆောင်ရွက်ပြီးတော့တောင်ကုန်တက္ကသိုလ်ပေါမောခဌာနမှုနဲ့ဆက်ပြောင်းခဲ့ရပါတယ်ပြီးတော့ဒဂုံတက္ကသိုလ်ပေါမောခအနေနဲ့ပြန်ဝင်တယ်နောက်6လကြာမှာပဲဆရာတို့ကထပ်ပြီးတော့နိုင်ငံခြားသွားပြီးပြန်လာတဲ့အခါမှာဒီဂျီနာတက္ကသိုလ်ဒုတိယပေါမောခချုပ်အနေနဲ့တာဝန်ထမ်းဆောင်ရတယ်အဲ6လပြည့်တဲ့နောက်ပိုင်းဆက်ပြီးတော့တောင်ကပေါမောခချုပ်အနေနဲ့ပေါ့နော် အဲဆက်လက်တောင်းဝန်ပြီးရာဒူးဆင်းဆင်းတိုးပြီးဆောင်ရွက်တဲ့အခါမှာဆရာတို့2015ခုနှစ်မှာပဲဆရာငိမ့်သာတောင်းဝန်နေဆရာတို့ကျန်နာခဲ့ပါတယ်2000နဲ့ဆရာတို့18ခုနှစ်ပေါ့နော်2018ခုနှစ်မှာအဲတင်ယွန်းညွန်းနန်းကော်မတီပေါ့အခုလက်ရှိ NCC လို့ခေါ်တာပေါ့ National Curriculum Committee ပေါ့နော်ဒီကော်မတီမှာအဖွဲ့ဝင်အနေနဲ့ဆောင်ရွက်နေစေဖြစ်ပါတယ်ခုတီပေါ့နော် အဓိကတော့ဆရာတို့ grade 1နဲ့အဲဒီစပြီးတော့ grade 12 ठी ပေါ့နော်ဒီအကြောင်းသုံးစာကို teacher guide နဲ့အဲဆရာလမ်းညွန်ပေါ့ teacher guide ဆေ textbook ဒီပေါ့နော်အကြောင်းသုံးစာကိုဒီရေးသားပြည့်စုံတဲ့လုပ်ငန်းစဉ်က၅မျိုးရှိပါတယ်ပထမလုပ်ငန်းစဉ်တင်းအနေနဲ့ကတော့ CDD လို့ခေါ်တာပေါ့ Curriculum Development Team လို့ခေါ်တဲ့ဘာသာရေးဆိုင်ရာပေါ့ရေးသားပြည့်စုံတွေကနေပြီးတော့အကြောင်းသုံးစာအုပ်နဲ့ဆရာလမ်းညွန်စာအုပ်တွေကိုရေးသားပြည့်စုံရတယ်ဒုတိယလုပ်ငန်းစဉ်အနေနဲ့ကတော့ ဘာသာရေးတင်ယူညွန်းနှန်းကော်မတီပေါ့ SWC လို့ခေါ်တော့တကောအော်သူကတော့အင်္ဂလိပ်လို့ဆိုလို့ရှိရင်တော့ဆရာတို့ subject white committee ပေါ့နော်ဒီ committee ကနေပြီးတော့သူသဖြင့်တော့ပမောက္ခဌာနမှုတွေနဲ့ဘာသာရေးဆိုင်ရာဒါအငိမ့်သားပမောက္ခတွေရောတွဲပမောက္ခတွေရောဖွဲ့စည်းထားတဲ့အဖွဲ့ပေါ့သူတို့ကနေပြီးတော့ဘာသာရေးလိုက်တိဖြတ်ပြင်ဆင်ရတယ်အဲပြီးပြီးဆိုတော့မှဆရာတို့လုပ်ငန်းစဉ်၃ဦးအနေနဲ့ကတော့ဆရာတို့ရဲ့ NCC ပေါ့အမျိုးသားတင်ယူညွန်းနှန်း committee ကနေပြီးတော့ဘူဝါဒဆိုင်ရာတွေကိုမိမိနိုင်ငံနဲ့ယဉ်ကျေးမှု ကိုက်ညီမဲ့အတုံးလုံးတွေဘာသာရဆိုင်ရာသဘောထားတွေဆရာတို့ကစီစစ်တိဖြတ်ရပြီးတော့မှလုပ်ငန်းစဉ်လေးအနေနဲ့ကဆရာတို့ NCC အဖွဲ့တွေရောမြန်မာစာအဖွဲ့ရောအင်္ဂလိပ်စာအဖွဲ့ဆရာဆရာမတွေမြန်မာစာအတုံးလုံးအင်္ဂလိပ်စာအတုံးလုံးတွေကိုပြန်စစ်ဆေးရပါပြီးပြီးဆိုတော့နောက်ဆုံးဆင့်ငါးအနေနဲ့ကတော့ဆရာတို့က NCC ကနေပြီးတော့ပြန်ပြီးအသေးသေးစီစေးရတယ်အဲ့ဒီအခါမှာနောက်ဆုံးအတီးပြုတ်ပေးရတယ်ပေါ့နော်လုပ်ငန်းစဉ်အားလုံးကြည့်မဲ့ဆိုရင်တော့ NCC နေနေရတော့လုပ်ငန်းစဉ်3ရက်4ရက်5ရက်ပေါ့ဒီလုပ်ငန်းကိုတော့အဓိကထားပြီးတော့ လုပ်ရပါတယ်။အဲဒီလိုဆောင်ရွက်တဲ့နေရာမှာဆရာတို့ NCC ရဲ့လုပ်ငန်းတာဝန်တွေက၁၀ချက်ရှိတယ်။ပြီးတော့ဒီဖွံ့ဖြိုးတိုးတက်ဖို့လုပ်ငန်းတွေက၆ချက်ရှိတယ်။တနည်းအားဖြင့်ဆိုရင်တော့ဆရာတို့မူဝါဒ၁၆ချက်ပေါ့နော်။ဒါနဲ့ကိုက်ညီအောင်ဆရာတို့ကစီစစ်ဆောင်ရွက်ရတယ်။အခုမှပြောရမယ်ဆိုရင်တော့ဆရာတို့နိုင်ငံတကာပညာရေးနဲ့ပတ်သက်တဲ့သင်ယူညွှန်းတဲ့အနေနဲ့လျော်ညီထွေရှိဖို့နောက်တစ်ခါဒီသင်ယူညွှန်းတဲ့ဘောင်နေနဲ့သင်ယူညွှန်းတဲ့စံနေထားရှိဖို့နောက်စားပေးရင်ကျေးမှုအမှုပညာဒလေထုံးစံ ။သမိုင်းမွေနေ့တီကိုထိမ့်သိမ့်နိုင်စွာရှိဖို့။ကျောက်ရှိဦးအွယ်ကလေးတငယ်ပညာရေးသူငယ်တန်းမူလာတန်းအလဲတန်းအထက်တန်းပေါ့။ဒီတင်ယွညွန်းနဲ့နေပြင်းဆရာတို့ကဒီတက္ကသိုလ်အဆင့်မြင့်တင်ယွညွန်းနဲ့ချိတ်ဆက်ပြီးတော့တစ်ခုနဲ့တစ်ခုဆက်ဆက်မှုရှိဖို့ဒါဒီကိုဆရာတို့ဆောင်ရတဲ့အပြင်တင်ယွညွန်းနဲ့နေရာလဲလက်တွေ့ဘဝနဲ့ဆက်ဆက်မှုရှိဖို့ဘက်စုံဖုံမျိုးတိုးတက်ရတဲ့တင်ယူသူအငယ်လူငယ်အွယ်လေးတွေနဲ့ကိုက်ညီမဲ့ဟာဒါဒီ ဖြစ်စီမဲ့တင်ယိုးဖြစ်ရမယ်နောက်တကမြမရဲ့လူမှုဖွဲ့စည်းအတွက်အသုံးဝင်မဲ့အသိပညာတွေအတတ်ပညာတွေကျွမ်းကျင်မှုတွေလည်းဒါလေ့ကျင့်ဖော်ဆောင်နိုင်မှုအတွေးခေါ်တွေတွေးခေါ်ကြံစားနိုင်တဲ့စွမ်းရည်တွေရှိဖို့အတွက်ဒီအသိဉာဏ်ရှိတဲ့အကျင့်စာရိုက်တာကောင်းမွန်တဲ့ပဲ့စုံပညာပြည့်ဝတဲ့နိုင်ငံသားကောင်းတွေအဲပေါ်ထွန်းလာဖို့အတွက်ဆိုပြီးတော့ဒါတွေဖြစ်လာအောင်ဆရာတို့ကစီစစ်ပြီးတော့စစ်ဆေးဆောင်ရွက်ပေးရပါတယ်အဲဒီတင်ယိုးညွန်းနန်းဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင်ဆရာတို့ဒီအမျိုးသားပညာရေးဥပဒေနဲ့ ဆက်ဆက်နေတဲ့ဥပဒေတွေပါဝင်တဲ့တက်ဆိုင်ရာကောင်စီတွေကော်မတီတွေအဖွဲ့တွေနဲ့ဒီဆရာတို့ NCC ဖွဲ့နဲ့ညှိနှိုင်းဆောင်ရွက်ရတယ်။လိုအပ်လို့ရှိရင်ဆရာတက်ဆိုင်ရာပညာရှင်တွေကိုဖိတ်ကြားပြီးတော့ဆွေးနွေးရတယ်။အခြေခံပညာတို့ဤပညာတို့တက်မွေးပညာတို့ဆရာတက်တင်တို့နောက်အစိမ့်မြင့်ပညာရေးတင်ယူညွှန်းနှန်းတွေတစ်ခုနဲ့တစ်ခုထိတ်ဆက်မိဖို့ဆိုပြီးတော့ဒါတွေကိုဆရာတို့ကဆက်ဆက်မှုရှိအောင်စီစစ်ဆောင်ရွက်ပေးရတယ်။ဒီပြင်တင်ယူညွှန်းနှန်းမူပေါင်းတွေကိုလည်းအခါအလို့ဆိုတာဆရာညှိနှိုင်းပြီးတော့အဲတုံးသက်ပြင်ဆင်ပေးရတယ်။ ။တချို့တင်ယူညင်းတွေကဒီအမျိုးသားပညာရေးမူဝါဒနဲ့ကိုက်ညီခြင်းရှိမရှိဆိုတော့တုံးသက်ပြီးတော့အကြံပြုပြီးဆောင်ရွက်ပေးရတာတွေရှိပါတယ်။အဲဒီ geography နဲ့ပတ်သက်လို့ကတော့ဒီ grade 1နဲ့ grade 2အထိစီစစ်တရားပြင်ဆင်ရတယ်တိဖြတ်တဲ့အခါမှာဒီပထဝီဆိုင်ရာအယူဆတွေပေါ့ geographical concept တွေနောက် data တွေအချက်လက်တွေပြီးတော့ဆရာတို့ကဒီဇာတ်တွေပေါ့နော် table တွေနောက်သရုပ်ပြပုံတွေ diagram တွေ maps တွေမြေပုံတွေဒါတွေကိုလည်းပဲဆရာတို့တိကျကြည့်ရပြီးရင်ဆရာတို့ content တွေ မာတိကာအစ format ဝင်ဝင် ပုံစံကြမကြနောက် page စာမျက်နှာတွေနောက် reference တွေပေါ့နောက်ကြံကိုစင်းရင်းတွေနောက်ဝါရရှင်းလင်းချက်တွေနဲ့ပြင်မြန်မာစာအောင်အင်္ဂလိပ်စာအောင်သတ်ပုံတွေအသေးစိတ်ပါပြလေစစ်စစ်ပြီးတော့တီးဖြတ်ပြီးတော့မှဖြစ်စင်ပြရပါတယ်အခုဆရာတို့ grade 1ကနေ grade 12အထိပေါ့နော်ဒီ textbook ကော teacher guide ကောစာအုပ်တွေကို2018ခုနှစ်ကစပြီးတော့အခု2023ပြီးခဲ့တဲ့အထိပေါ့ဒါစစ်စစ်ကျင်းစင်တီးဖြတ်ပြီးခဲ့ပါပြီအတီလည်းပြုတ်ခဲ့ပြီးပါ ဒီပြင်ဘာတွေဆက်လုပ်ရသေးလဲဆိုတော့ဒီဒေတာတင်ရိုးစာအုပ်တွေနော်နောက်တစ်ခါပထဝီဘာသန်းတက်ကတခြားဘာသန်းတွေပတ်သက်တဲ့ဂျာနယ်တွေထွက်တယ်ဒါတွေလည်းစီစစ်ပြီးရနောက်ចောင်းပြင်ပနဲ့တသက်တာပညာရေးကပြေးပို့လာတဲ့တေယွညွန်းနဲ့စာအုပ်တွေနောက်တခြားဝန်ကြီးဌာနတွေကနေပြေးပို့တဲ့တေယွညွန်းနဲ့စာအုပ်တွေစသဖြင့်ဒီလာတဲ့ဟာတွေကိုလည်းဆရာတို့ကသဘောထားမှတ်ချက်တွေပေးပြီးတော့စီစစ်တိဖြတ်ပြီးတော့ဖြုတ်ပြင်ပေးရပါတယ်အဒီပြင်ဆရာတို့တခြားဘာလုပ်ငန်းလုပ်ရသေးလဲပြောရင် NCC ကနေပြီးတော့ဒီ KG+12 ဒီပေါ့နော်ဒီတင်ယူတစ်တွေက ။တင်ကြားနေရာနဲ့ပတ်သက်ပြီးတော့ဆရာကွင်းစင်းလေးလာ။2019ခုနှစ်တုန်းကဆိုရင်ဆရာတို့ရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီး၊ AOD တိုင်းဒေသကြီး၊မွန်ပြည်နယ်၊ကရင်ပြည်နယ်ပေါ့အဲ့မှာအကြောင်းလေးစုစုပေါင်း195ကျောင်းကိုကွင်းစင်းလေးလာ။ပြီးရင်2018မှာစကူကြောင်းပေါ့နော်2019ခုနှစ်မှာကြတော့ဆရာတို့နေပြည်တော်မန္တလေးမကွေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီး132ကျောင်းကိုပွားရောက်ကွင်းစင်းပြီးတော့ဆရာတို့ကကွင်းစင်းလေးလာစစ်ဆေးရတယ်ပေါ့နော် မူပြီးခဲ့တဲ့2024ခုနှစ်ကဆိုရင်ဒါရန်ကုန်တိုင်းဒေသကြီး၊ပဲခူးတိုင်းဒေသကြီးနဲ့ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ Grade 12နဲ့ Grade 9ပေါ့နော်ဒီနှစ်ခုနဲ့ပတ်သက်တဲ့တင်းနဲ့ဆရာဆရာမတွေမိဘတွေအကြောင်းသူအကြောင်းသားတွေကြီးကျက်တဲ့ပညာရေးမှုတွေစသဖြင့်သူတို့နဲ့တွားရောက်တွေ့ဆုံပြီးတော့ကွင်းစင်းလေးလာမေးမြန်းခဲ့ရတယ်။ဒီလိုမေးမြန်းချက်ပေါ်မူတည်ပြီးတော့ဆရာတို့က revise and review ပြန်လုပ်ဖို့ရှိတဲ့အစီအစဉ်တွေရ။နော်ဒါကြောင့်မလို့ဆရာတို့အခုဒီလုပ်ငန်းတွေဟာတင်ယိုးညွန်းနှမ်းမှာဆရာတို့ကစီစစ်တိဖြတ်တယ်ဝင်မကဘူး။ တခြားပညာရေးနဲ့ဆိုင်တဲ့တယုံညွန်းတွေကိုလည်းပဲဆရာတို့ကစီစစ်တီးပြတ်ပေးရတယ်ပြီးရင်စာအုပ်ထွက်လာတဲ့ပုံမူတည်ပြီးတော့ပြန်ပြီး review write လုပ်ဖို့အတွက်ကွင်းစင်းလေးလာမှုတွေလည်းဆောင်ရွက်ရပါတယ်။ဆရာတို့ဒီ NCC ဖွဲ့တွေနဲ့ဆက်လုပ်မဲ့စီစဉ်နေရခုနပြောသလိုပေါ့နော်။ဒီစာအုပ်တွေထွက်လာတဲ့စာအုပ်တွေပေါ်မှာ review လုပ်တယ် revise ပြန်လုပ်မယ်။အဲ့ဒီလုပ်ဖို့အတွက်ဆိုပြီးတော့19ရက်6လ2025တုန်းကပညာရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးကဆရာတို့ NCC ကိုလာပြီးတော့လမ်းညွှန်သွားပါတယ်။အဲ့ဒီပေါ်မှာမူတည်ပြီးတော့ဆရာတို့ကပထမဦးဆုံး ီ grade 12ပေါ့နော်ဒီ grade 12နဲ့ပတ်သက်ပြီးရောတင်ယူညွန်းနဲ့ပတ်သက်တဲ့တင်ယူစာအုပ်တွေဆရာကိုင်းတွေဒါတွေကိုကျွန်တော်တို့က revise နဲ့ review လုပ်အောင်လုပ်ဖို့အတွက်ဆရာတို့ကညှိနှိုင်းဆွေးနွေးတဲ့အပေါ်မူတည်ပြီးတော့ဘာသာရေးဆိုင်ရာစာအုပ်တွေကိုဆရာတို့ကအခုလာမဲ့ဒီဇင်ဘာလကုန်မှာဒါအပြီးပြင်ဆင်ဆောင်ရွက်ဖို့အတွက်ကိုဒါပြန်ပြီးတော့ review လုပ်ရမယ် revise လုပ်ရမယ်ဒါပေမဲ့ဆရာတို့တင်ယူအတစ်ထွက်လာတဲ့စာအုပ်တွေဒီအကုန်လုံးချက်ချင်းကြီးပြောင်းသွားတာမျိုးတော့မဟုတ်တော့သူတင်ယူကြောရုပ်တိုင်းကိုလုံးဝပြောင်းတာတော့မဟုတ်ဘူးသို့တော့ ဆရာတို့ရဲ့ဒီကျောင်းသူကျောင်းသားတွေမိဘတွေရဲ့ဖြီသူတွေရဲ့ဒါဒီပညာရေးပုံမှာအာတို့ရဲ့အကြံပြုချက်တွေဆွေးနွေးချက်တွေပေါ့မူတည်ပြီးတော့တချို့များတယ်ပေါ့နော်နည်းနည်းလေးပို့ပြီးတော့ကျောင်းသားကိုသိကျင်အောင်ပေးထားတဲ့အချက်လက်တွေတဲ့တချို့အားလေးတွေအရှော့နိုင်တဲ့ဟာတွေရှော့မယ်လိုအပ်မဲ့ဒါမြေပုံတေဥပြပုံတွေစသဖြင့်လိုအပ်မဲ့အချက်လက်တွေတိုးတင်တာတွေတိုးမယ်နော်ခုနပြောသလိုစလုံး data တွေ update ပြန်လုပ်မယ်မှားတင်တဲ့ဟာလေးတွေကိုပြင်မယ်ဒါတွေကိုတော့ဆရာတို့ကစာအုပ်ကလုံးဝကြီး ဟိုတင်ယူကိုပြောင်းသွားတာတော့မဟုတ်เนาะဒီပေါ်မှာလိုအပ်မဲ့ဟာလေးတွေဆရာတို့ကပြန်ပြီးတော့ revise လုပ်တဲ့သဘောပဲဖြစ်တယ်အဲဒီကမှာအဲဆာမွေးမှာလည်းဆရာတို့အကြောင်းသူအကြောင်းသားတွေဒီပထမတော့2000အဲ25နဲ့26မှာထွက်ထားတဲ့စာအုပ်တိုင်းပဲမိကုန်းပုံစံရောဆာမွေးရောဒီတိုင်းမစစ်နေဘူးเนาะဆရာတို့ကတကယ်တမ်းကျတော့စာအုပ်အစ်ပြန်ပြီးထုတ်ဖို့အတွက်ဆိုတာက2000နဲ့29 2028ကြာမှသာဒါစာအုပ်ပေါ့เนาะတင်ယူတစ်ခုစာအုပ်ချောပေါ့ဒါတည်းငါးနှစ်ကြီးပြင်ပြင်းတဲ့သဘော အဲ့ခါကျမှဆိုလိုအပ်တဲ့ဟာတွေအသေးစိတ်ဒါကြိုတင်ပြင်ဆင်ပြီးဆောင်ရွက်မှာဖြစ်ပါတယ်ဒါလည်းဝန်ကြီးရဲ့လမ်းညွှန်ချက်နဲ့ဆရာတို့ NCC ကဆက်လက်ပြီးတော့ဆောင်ရွက်နေတာဖြစ်ပါတယ်ပထမတော့ကဒီဆရာတို့လက်ရှိရှိတဲ့သင်ယူဟောင်းတွေကိုအကုန်လုံးပြောင်းသွားတာတော့မဟုတ်ပထမသင်ကြားနေတဲ့ဒီ grade 1နဲ့ grade 12ပေါ့နော်ဒီစာအုပ်တွေကအဲအဟောင်းတွေကလည်းအကျဉ်းချင်းဆရာတို့က80ရာခိုင်နှုန်းလောက်ကတော့ပြန်ပါတယ်ပြီးရင်ပညာရေးမြင့်တင်မှာဖြစ်တဲ့ကြောင့်မလို့ ဆရာတို့က GCE O level ပေါ့နိုင်ငံတကာနဲ့အဲစာနှုန်းမီအောင်ပေါ့ဆောင်ရွက်တဲ့ခါကျတော့ဒီတက္ကသိုလ် level မှာရှိနေတယ်ပထမနှစ်ကတချို့ဟာသင်ကြားတဲ့သင်ရိုးလေးတွေကိုပြန်ပြီးတော့30%လောက်ပြန်ချဆိုတော့70 30%ပေါ့ဒါသင်ရိုးကတော့မြင့်လိုက်တာပေါ့နော်30%လောက်ကအဟောင်းကြီးလုံးဝကြီးဟိုဖြုတ်လိုက်တာမဟုတ်เนาะဒီပေါ်မူတည်ပြီးတော့ဒီလိုလေးပြင်လိုက်တဲ့ခါကျတော့ကျောင်းသူကျောင်းသားတွေနဲ့လည်းအဲမြုံသားလည်းဆိုတခါအစ်စ်ဆိုရင်မလိုက်နိုင်ပါဆိုလို့ဒီလိုလေးဆရာတို့ကမျှပြီးတော့ ဟို80 30ရာခိုင်နှုန်းပေါ့ဒါညှင့်တင်လိုက်တော့ညှင့်တင်လိုက်တဲ့ဟာလည်းတင်ယူရလေလက်ရှိနိုင်ငံတကာစာနှုန်းနဲ့လည်းမိနေရဘာလို့ဆရာတို့ရဲ့အခုတင်ယူတွေကနှစ်ပေါင်းများစွာကြာလာတော့နည်းနည်းလေးဟို apply မဖြစ်မှာဆိုတော့နော်လက်ရှိတင်ယူတွေကိုပြောင်းလိုက်တဲ့ခါမှာလက်ရှိအကြောင်းကျိုးဆက်ဆက် ပြီးတော့အကျိုးတွေကိုဆောင်ရွက်နိုင်မှု effective ဖြစ်အောင်ပေါ့နော်ဒါ apply ဖြစ်အောင်ဆရာတို့ကဘာဖြစ်လဲပညာရေးကိုညှင့်တင်လိုက်တော့ចောင်းသူចောင်းသားတွေကိုပို့ပြီးတော့အဲအဆင့်မြင့်လာတာမြင့်တဲ့ခါကျတော့ ခင်းတဲ့အညီပေါ့ဆရာတို့နိုင်ငံတကာရဲ့စံနှုန်းမှုဆရာတို့ရဲ့ဒီအထူးသဖြင့်တော့ရှေ့တောင်အာရှနိုင်ငံတွေနဲ့အပြိုင်ပေါ့နော်အဲဆရာတို့ရဲ့ဒီတင်ယူတွေကလည်းမြင့်တက်လာတဲ့သဘောဖြစ်တယ်ရင်းနှုန်းကလည်းမရှိဘူးတော့မဟုတ်ဘူးသို့တော့ထပ်ပြီးတော့ဆရာတို့က level ကိုပို့ပြီးတော့ညှင့်လိုက်တာဒီလိုရည်ရွယ်ချက်နဲ့ပညာရေးကိုညှင့်လိုက်တဲ့အခါမှာလက်ရှိတင်ယူပြောင်းလဲလေးဖြစ်တဲ့အခါမှာကျောင်းသူကျောင်းသားတွေနဲ့နည်းနည်းအခက်အခဲရှိကြအောင်ရှိနိုင်တယ်သင်တဲ့ဆရာဆရာမတွေလည်းအဲရှိနိုင်တာပေါ့သို့တော့လည်းဆရာတို့ကနောက်ပိုင်းဒီမှာမောမန်သင်တန်းတွေပို့ချမယ်အဆရာဆရာမတွေကိုလည်း training တွေပေးမယ် ကျောင်းသူကျောင်းသားတွေလည်းပဲဒါတဖြည်းဖြည်းနဲ့လိုင်းလိုင်းနဲ့ဒါသူတို့အသားကျသွားတဲ့ကောင်ပညာရေးဟိုပုံမြင့်နေဆိုတော့လေမိဘပြည်သူတွေလည်းသိလာတာပေါ့နော်ဒါကြောင့်ခင်းနဲ့အညီဆက်တို့ကပဲလေအပြုပြင်ပြောင်းလဲပြီးတော့ဆောင်ရွက်ခြင်းဖြစ်ပါတယ်။နော်ဆရာတို့ကနိုင်ငံတကာနဲ့ပြန်ချိန်ကြည့်မယ်ဆိုရင်နိုင်ငံတကာမှာ grade 12 ठी ပေါ့နော်တက္ကသိုလ်ဝင်တဲ့အောင်အဲ့ဒါမှာတက်။ဆရာတို့ဒီမှာတော့ဟိုတော့ကတော့စတက်တဲ့ခါမှာသူငယ်တန်းလေးသူငယ်တန်းကြီးဒီလိုလေးတွေပေါ့နော်။သင်မုန်းကြီးတွေတက်ပြီးတော့အတန်းတက်လာအဲ့ဒီသဘောပါပဲ။တကယ်တော့အတန်းတွေကိုအခု ်ချော့တယ်ပြုတ်တယ်ပြုတ်လို့တော့မဟုတ်ပါဘူးတကယ်တော့သူ့ရဲ့အသက်အရွယ်အပိုင်းခြားရဆိုရင်အသက်ငယ်ငယ်လေးတွေနဲ့ဆရာတို့ကတချို့ကအကြောင်းကိုစောပြီးတော့တက်ချင်တာလေဒီတိုင်းလဲသူကညာရင်ဖုံပြို့မှုရှိတဲ့အချိန်မှာပဲသူကတက်ခွင့်ပြုတ်ရတယ်နော်ဒီအချိန်လေးပေါ်မူတည်ပြီးတော့သူ့အသက်ပိုင်းခြားလိုက်ညာရင်ဖုံပြို့မှုနဲ့ရရှိမဲ့လက်ခံနိုင်မဲ့အသိပညာဘုဒ္ဓတရားတွေဆရာတို့ကပေါင်းစပ်ပြီးဆောင်ရွက်မှဖြစ်တဲ့ခါကျတော့သူ့ရဲ့ဒီတဲ့အတန်းနေဟာနိုင်ငံတကာနဲ့ချင်းချင်းတာအတူတူပါပဲဆရာတို့တန်းနေရများတာတော့မဟုတ်တကယ်တော့ဟိုးနှုံးနေရအဲအဲ့လိုလေးတွေတော့ဟို အခေါ်ခေါ်တတ်မလိုက်တာပဲဖြစ်တာလားတကယ်တမ်းကျတော့ဟို grade 1ကနေပြီး grade 12ကိုဟိုဆရာတို့ကတုံးလိုက်တာပေါ့နောက်ပိုင်းကျနိုင်ငံတကာနဲ့ဟိုစာရင်းစာညွှန်းပေါ့သင်ပညာရေးရဲ့အဲအသုံးအနှုန်းတွေတူအောင်ဆိုပြီးဆရာတို့က grade 1 grade 2 grade 3တို့တို့တုံးလိုက်တာပေါ့နော်ဒီလိုလေးပါအမှန်တော့ပြောင်းလဲခြင်းမရှိပါဘူးကျောင်းပြောင်းလဲတယ်ဆိုတာကခုနပြောသလိုအတန်းကြီးရှော့ချမှာလို့ဟာစာရင်းများလို့အဲ့လိုမဟုတ်ဒီပုံစံပဲသွားမှာပါဟို grade 1နဲ့ grade 12ပဲအဲဒီပုံစံပဲသွားမှာပါ